ဖုန်းအဟောင်းတွေက KP အကောင့်ကိုဖုန်းအစ်စ်ထဲရောက်သွားအောင်ဘယ်လိုမျိုးပြောင်းလို့ရလဲဆိုတာမျှဝေပေးခြင်းပါတယ်။တကယ်လို့ကိုကမပြောင်းတတ်ဘူးဆိုရင်ကျွန်တော်နဲ့အတူတူလုပ်ကြည့်ကြမယ်နော်။ကိုပြောင်းမယ်ဖုန်းအစ်စ်ထဲမှာကိုဖောက်ခဲ့တဲ့ KP နံပါတ်လေးကိုရိုက်ထည့်ပါမယ်။နံပါတ်ရိုက်ပြီးသွားပြီဆိုရင်တော့၄00ကွက်လင်းကိုအမှန်ကြေးလေးချင်မယ်။အဲ့ဒီကတဆင်ကျွန်တော်တို့ကဆက်သွားမည်ဆိုတဲ့ဟာကိုနှိပ်ပေးရမှာဖြစ်ပါရခင်ဗျာ။ပါမရှင်လေးတွေပေါ်လာလို့ရှိရင်အခွင့်ပြုပေးလိုက်ပါ။ဒီမှာဆိုရင်တော့တောကလပုံစံလေးကိုထပ်နှိပ်ပါမယ်။ ကုတ်ချောက်လုံးတောင်းမှဖြစ်ပြီးတော့ကြာလာတဲ့ကုတ်ချောက်လုံးကိုဒီအကွက်မှာထည့်ပေးရမှာဖြစ်ပါတယ်။ကုတ်ထည့်ပြီးတော့ရတဲ့အခါမှာဆိုရင်တော့အကောင့်တို့ဝင်ရန်ကိုနှိပ်ပါမယ်။ဒီမှာဆိုရင်တော့ KB password ကိုတောင်းတာဖြစ်လို့ KB password ထည့်ပေးလိုက်ပါခင်ဗျာ။နောက်ဆုံးအဆင့်အနေနဲ့ဆိုရင်တော့ကျွန်တော်ရဲ့မှတ်ပုံနေနံပါတ်လေးတွေကိုရိုက်ထည့်ခိုင်းတာဖြစ်ပါရဲ့နော်။ကိုယ့်ရဲ့မှတ်ပုံနေနံပါတ်လေးကိုထည့်လိုက်ပါ။အကုန်လုံးထည့်ပြီးသားပြီဆိုရင်တီးပြူမီကိုနှိမ့်လိုက်ပါ။ ဒါဆိုရင်တော့ကျွန်တော်ရဲ့ KB account အဟောင်းတွေကိုကျွန်တော်ကဖုန်းအသစ်ထဲမှာဝင်လို့ရသွားပြီပဲဖြစ်ပါရခင်ဗျာဒီနီလန်းလေးရတော့အရန်ကိုလဲကူတဲ့နီလန်းဖြစ်တာမို့လို့အကောင်လုံးနဲ့ live လုပ်လို့အဆင်ပြေမယ်လို့ထင်ပါတယ်เนาะတကယ်လို့ live လုပ်လို့မရဘူးဆိုရင်လည်းပြောခဲ့ပေးလို့ရပါတယ်เนาะ Facebook account အဟောင်းကိုဖုန်းအသစ်ထဲလဲထည့်ကျင်နေဘာနဲ့ဖောက်ထားမှန်းလဲမသိဘူး password လဲလုံးဝမှန်းမမိရတဲ့သူတွေအတွက်ကျွန်တော်ကလာပြီးတော့မျှော်ပေးတာဖြစ်တယ်နော်ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့လုတိလိုက်ကြရအောင်ကျွန်တော်တို့ပထမဦးဆုံးမြင်းချောင်းတုံးချောင်းကိုနှိပ်လိုက်မယ်အဲ့ဒီကတစ်စင်းအောက်ဆုံးကိုဆွဲရမှာဖြစ်တယ်အောက်ဆုံးရောက်ပြီဆိုရင်နော် setting and privacy ကိုနှိပ်မယ်ကျွန်တော်တို့ setting တွေကိုဝင်ပါမယ်ခင်ဗျာ setting တွေကိုရောက်သွားပြီဆိုရင်နော်ကျွန်တော် account center ဆိုတာလေးကိုနှိပ်ပါမယ် ဒီမှာဆိုရင်တော့အောက်လေးနည်းနည်းဆွဲပြီး personal detail ဆိုတာကို ဝင်ပေးရမှာဖြစ်ပါတယ်။ဒီထဲမှာဆိုရင်တော့ကိုယ့်ရဲ့ Facebook account ကဘာနဲ့ဖောက်ထားလဲဆိုတာကိုတွားပြီးတော့ကြည့်လို့ရတာဖြစ်ပါတယ်နော်။တကယ်လို့ဒါလေးကိုကြည့်ပြီးသွားပြီဆိုရင်ဖုန်းအသစ်ဘက်လေးကိုကျွန်တော်ပြန်ပြီးတွားကြည့်လိုက်ကြရအောင်နော်။ဖုန်းအသစ်ဘက်ချမ်းမှာဆိုရင်တော့ကျွန်တော်က forgot password ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ ဖိုကိုပတ်ဆော့ကိုနှိမ့်လိုက်တဲ့အခါမှာဆိုရင်ဒီကောင်က ဖုန်းအသစ်ဆိုတော့ permission လေးတွေတောင်းနေခွင့်ပြုဝေးလိုက်ပါခင်ဗျာကဲဒီမှာဆိုရင်တော့ကိုကဖုန်းနံပါတ်နဲ့ဖောက်ခဲ့ရဆိုရင်ဖုန်းနံပါတ်နေရာမှာထည့်ကျွန်တော်ကတော့ Gmail နဲ့ဖောက်တာဆိုတော့ Gmail နေရာမှာထည့်ပါမယ်ခင်ဗျာ ကိုခဏကကြည့်ခဲ့တဲ့ Gmail အကောင့်လေးကိုဒီထဲမှာရိုက်ထည့်လိုက်မယ်နော်ပြီးရင်တော့ continue လေးကိုနှိပ်ပါမယ် ဒီမှာဆိုရင်တော့ကျွန်တော်ကို password ထည့်ခိုင်းတယ်ကျွန်တော်က password မမတ်မိဘူးဆိုတော့အောင်နာလေးက try another way ကိုနှိပ်ပါမယ်ဒီမှာနှိပ်လိုက်တဲ့အချိန်မှာဆိုရင်ကျွန်တော်ဒီဒုတိယမြောက်စာကြောင်းပေါ့နော် get code ဆိုတာရှိတယ်အဲ့ဒါဟာလေးကိုနှိပ်ပြီးတော့ continue လေးနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်ကိုကုတ်လေးတောင်းမှာပဲဖြစ်ပါတယ်ခင်ဗျာဒီကုတ်ကဘယ်မှာသွားပြီးတော့ကြမလဲဆိုတော့ကိုယ့်ရဲ့ phone အဟောင်းဘက်ခြမ်းကိုသွားပြီးတော့ကြမှာဖြစ်ပါတယ်အဲကျွန်တော်ခေါင်းဆောင်ပုံလေးကိုနှိပ်လိုက်မယ် ပြီးရင်တော့ notification လေးကိုတချက်နှိပ်လိုက်မယ်ဒီမှာဆိုရင်တော့ကုတ်လေး6လုံးရှိရယ်ဒီကုတ်6လုံးကိုကျွန်တော်ကဖုန်းအသစ်ထဲမှာသွားထည့်ရမှာဖြစ်ပါတယ်ဒီကုတ်6လုံးကိုထည့်လိုက်လို့ရှိရင်တော့ရသားပါပြီเนาะဒီမှာဆိုရင်ကျွန်တော်ဘာကြောင့်ပေါ့နော်ဒီ Facebook ကုတ်ကိုတောင်းလဲဆိုတော့ Gmail တို့ဖုန်းနံပါတ်တို့ဆိုရင်ကုတ်ကြဖို့ခဲရင်လို့ဖြစ်တာမို့လို့ပါဗျာဒီနေရာမှာဆိုရင်အနေငယ်ကြာတတ်တာမို့လို့စိတ်ရှည်ပြီးတော့စောင့်ဖို့လိုအပ်ပါတယ်ခင်ဗျာ ီအဆင်ရောက်ပြီဆိုရင်တော့ password ကိုအစ်စ်ထည့်ခြင်းလည်းရတယ်အစ်စ်မထည့်ဘူးခြင်းမူဆိုရင်တော့ skip ကိုနှိပ်တာနှိပ်လိုက်ပါခင်ဗျာဒါဆိုရင်တော့ဖုန်းအဟောင်းတွေက Facebook account ကိုဘာနဲ့ဖောက်ထားမှန်းလဲမသိဘူး password လည်းလုံးဝမသိဘဲနဲ့ပြောင်းလို့ရတာပြီပဲဖြစ်ပါရဲ့နော်ကဲလုံးလို့ရလားဆိုတာမှန်းကဲပြအောင်နော်